ဲ့မင်္ဂလာပါလာလာဒီလီဘလော့ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကကြတော့ဦးအင်းတို့ဆေးကိုတက်ကြည့်ကြပါမယ်လိုက်ကြကြပါဦးအခီရောက်ပြီပေါ့နော်ဒီအခီကကြတော့ဒီဟီဘီယာဆန်းနဲ့လာမယ်ဆိုလို့ရှိရင်တော့ထပ်ပေါက်ကိုနဲ့ထွက်ရမှာဖြစ်ပြီးတော့ဒီရမတူလိုင်းနဲ့လာမယ်ဆိုလို့ရှိရင်တော့ထပ်ပေါက်နဲ့ထွက်ရင်ရပါတယ် ဒါဈေးကိုရောက်ပါပြီဒီဘေဖက်ကသွားလို့ရှိရင်တော့အဝစားတန်းကိုရောက်မယ်ပေါ့နော်ဒီဘေဖက်ကဆိုလို့ရှိရင်တော့၅ဈေးတန်းပေါ့နော်အဲ့ဒီရောက်ပါမယ်အဲ့ဆိုဗလိရရမယ်ဆိုတာတက်ချစ်ချင်အောင်ပါအဲ့ဒါကိုပြန်ပြောင်းလိုက်တော့ 就係、是、咁樣。 ဒါအောက်ထပ်မှလည်းရှိသေးရေပေါ့နော်အောက်ထပ်ကိုကြည့်ကြည့်အောင်ပါဒီအောက်ထပ်ကနဲ့အနတ်သက်ဆိုတဲ့အနတ်သက်ဆိုမခံနိုင်တဲ့သူကြလို့ရှိရင်မတော်တာကောင်းပါတယ် အောက်ထပ်မှာကအပေါ်ကထပ်ပို့ပြီးတော့ဈေးရှိုတယ်ပေါ့နော်အသားငါးတွေရာလေးပြီးလို့ရှိရင်အဆုံးရှိတယ်ဒီဥအင်းနှုတ်ဈေးကိုလာပြီးဆိုလို့ရှိရင်အောက်ထပ်ကိုတော့မဖြစ်ဖြစ်အောင်ကိုစဉ်ကြည့်ကြပါနော်ပင်နေစာတွေလည်းအများကြီးပါ ခရုတွေကအဆုံးရှိပါတယ်လို့ရှိရင်ငားတွေလည်းအဆုံးရှိပါတယ်ပြောမှဆိုလို့ရှိရင်မြန်မာနိုင်ငံတော့တတိယပါတယ် ခနဲဟာလေဒီဈေးကိုလာတိုင်းကိုကြည့်ဖြစ်တဖို့နော်အရန်ဈေးကြီးလို့မစားနိုင်ဘူးဒီတကောင်ကိုဆိုလို့ရှိရင်ဘယ်နှထောင်မှန်းတော့မသိဘူးနော်သူကဂရန်နဲ့ဆိုတော့လေပြီးလို့ရှိရင်တော့အသားတန်းဘက်ကိုတက်ကြည့်အောင်ပါဒီအသားတန်းကလေဒီ ဝက်နဲ့ပတ်သက်ရင်ဗောနော်ဒီအစုံရပါတယ်အသေးရအစနှလုံးဝအစဗောနော်ဒီအမင်းနဲ့ပတ်သက်လို့ရှိရင်လည်းအစုံရပါတယ်အမင်းမီးရအမီးရအစရှိပါတယ်နောက်သုံးထပ်တာလေးပါ2ကီလိုနဲ့ဗောနော်ဒီရလေအတိရတေလေးစုံပါတယ်ဒီသူကရာတီပုံရင်ပေါ်တယ်လို့ဒီဈေးမှာရှိပါတယ် ဒါကြတော့အမွှေးကြိုင်နဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့နော်။ဒါကြတော့ပူစင်နဲ့လေးပါ။ပူစင်နဲ့ဆက်ရှိပါတယ်။ပေတီကတော့အခုမှစပေါ်ခါသဆိုတော့အရင်စကြည့်ပါတယ်။ ။ဒါဒီဈေးလာလို့ရှိရင်မဝင်မဖြစ်တဲ့ဟာလေးပါ။ကြက်တစ်ကောင်လုံးကမှ900ပဲပေးရပါတယ်။ပြီးလို့ရှိရင်ခုတ်ပိတာပေါ့နော်။အိမ်မှာခုတ်ရတာအဆင်မပြေဘူးဆိုလို့ရှိရင်ခုတ်ပိတာရောင်းပေးပါတယ်။သူကခုတ်ပိတာဆိုလို့ရှိရင်တရာရမ်းပေးရပါတယ်။အာကြတော့ဝက်နဲ့ရို1ကီလိုမှ1100ပဲရှိပါတယ်။ချက်ရှိတော့ကတထုပ်ကမှ200ပဲပေးရပါတယ်။ လို့ရှိရင်ဒီအတီးရတရားလေးပေါ့နော်ဒီဟင်းနှုတ်နေရာအစရှိပါတယ်အရင်ဆင်ပြေပါတယ်ဒီစီကိုလာခဲ့ကြပါခဝေးတီးရအစရှိပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်နောက်လေးအများကြီးတင်ပြောမှမလို့လိုက်ရင်ရှေ့လေးလုတ်ပေးကြပါဦးနော်အားလုံးပဲတတပါ